ပြီးခဲ့တဲ့9နှစ်အတွင်းတဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားခဲ့ရတဲ့စာသင်ကျောင်းတွေနဲ့ကျန်းမာရေးစင်တာတွေကိုပြန်လည်တည်ဆောက်နိုင်ဖို့အတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အကူအညီကိုလိုအပ်နေရလို့စစ်ကော်မရှင်ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံဖနှွင့်မြို့မှာကျင်းပတဲ့58ကြိမ်မြောက်အာဆီယံဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာစစ်ကော်မရှင်လက်အောက်ခံဘေးအန္တရာယ်စီမံခွဲခွဲမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒေါ်လက်လက်အေးကပြောကြားခဲ့တာဖြစ်ပါတယ်။စာသင်ကျောင်းတွေနဲ့ ကျမ်းမာရေးစံတော်တွေကိုပြန်လည်တိဆောက်ဖို့အာဆီယံအဖွဲ့ဝင်တွေနဲ့တခြားနိုင်ငံတွေရဲ့အကူအညီကိုလိုအပ်နေပါတယ်လို့သူကမလေးရှားနိုင်ငံသတင်းဌာနဘာနမာကိုပြောခဲ့ပါတယ်။မလာကလုခတ်ခဲ့တဲ့ငလင်ကြောင့်လူ3900နီးပါးသေဆုံးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်ဘီလီယံ8900ကျော်ရှိတယ်လို့စစ်ကောင်စီရဲ့စည်းရုံးတွေအရသိရပါတယ်။ ငလင်းဖြစ်ပွားခဲ့တာ6လကျော်ကြာမြင့်ခဲ့ပြီမဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကနှေးကွေးနေစေဖြစ်ပါတယ်ငလင်းပြင်းနောက်စစ်ကောမကြီးဟာနိုင်ငံတကာနဲ့ပြည်တွင်းပြည်ပအလူငွေအမေရိကန်ဒေါ်လာ55.8တန်းရရှိထားပါတယ်ငလင်းအလူငွေတွေပါဝင်တဘောဘေးရန်ကုန်ဝင်ကနေငွေကျပ်81ဘီလီယံကျော်ကို ပြန်လည်ထူထောင်ရေးအတွက်အသုံးပြုထားပြီးနောက်ငွေကျပ်ဘီလီယံ900ကျော်ကိုလည်း အသုံးပြုဖို့ရှိရဲလို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုကုထူခိုထလုံဆောင်နေကြရပါတယ်။မလင်တန်းအဓိကခံခဲ့ရတဲ့သခိုင်းမျိုးမှာဆိုရင်အကူအညီပေးရေးလုပ်ငန်းတွေကိုလည်းရပ်ဆိုင်းထားပါတယ်။အခုတော့ဘာထောက်ပံ့မှမလုပ်တော့ပါဘူး။အင်ဂျူတာတွေကြောင့်1900ကျွန်းနဲ့နေရသူတွေတောင်မရှိကြတော့ဘူးလေ။ပြန်ပြီးကိုပါလာကိုပြတိဆောင်နေရတာလေလို့မလင်တန်အသိခံခဲ့ရတဲ့သခိုင်းမျိုးကန်တူကစီဂျီပလက်ဖောင်းကိုပြောပါတယ် စစ်ကောင်မကြီးဟာစာသင်ကျောင်းတွေနဲ့ဆေးရုံတွေကိုပြန်လည်ထူထောင်ဖို့နိုင်ငံတကာကိုအကူအညီတောင်းခံနေပေမဲ့တစ်ဖက်မှာတော့စာသင်ကျောင်းနဲ့ဆေးရုံတွေကိုပြင်ပထားဘုံကျိတခိုက်တာတွေပြုလုပ်နေပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလအာနာသိမ်းပြီးကလေးကနေ2025ဩဂုတ်လအထိစာသင်ကျောင်းပေါင်း259ကျောင်းနဲ့ဆေးရုံနဲ့ဆေးခန်းပေါင်း63ခုထပ်မံနေလေကျောင်းတခိုက်ခံခဲ့ရတယ်လို့ညာလေးသိသူသနအဖွဲ့ရဲ့အစည်းအခမ်းစာတွေကသိရပါတယ်။ စကိုင်းတိုင်းဒီပိမျိုးနယ်ကအိုးတိန်တင်းရွာလေကြောင်းတိုက်ခိုက်ခံရပြီးတောင်သားကလေးငယ်တွေနဲ့ဆရာတွေအများပြအသေးဆုံးခဲ့ရပြီးနောက်မှာဂျာကာလာစာသင်ကျောင်းတွေအများပြပိတ်ထားလိုက်ရပါတယ်။မကြသေးခင်ကလည်းမင်းတက်နယ်ဟာခါဒေသတွေမှာစာသင်ကျောင်းတွေကိုပိတ်မထားဘုံကျဲလာလို့ဂျာကာလာစာသင်ကျောင်းတွေကိုထပ်မံပိတ်ခဲ့ရပါသေးတယ်။